အားလုံးပဲမင်္ဂလာပါဒီနေ့ဒီရက်ဒီမဲ့တင်ခဲ့တဲ့ဇာတ်ကတော့အခန်း3လေ့ကျင့်ခန်းဒုတိယမ5ကနံပါတ်1ပဲဖြစ်ပါတယ်နံပါတ်1ကအောက်ပါရိုရှင်းပါတယ်နော်ဘာရှိရ x8 နဲ့ရုပ်ကွင်းထဲမှာရှိတဲ့ y square minus 1နဲ့ဝန်းနဲ့ကိုမြောက်မှာပါအဲ့ဒီတစ်ခါမှာအဲ့ဒီ x8 က y square နဲ့မြောက်မယ်ဒါက x8 က -1 နဲ့မြောက်မှာပါနော်အခုအဲ့လိုမြောက်ပြီးတဲ့ခါမှာ ax နဲ့ y square နဲ့မြောက်တဲ့ခါမှာ ay square ရပါတယ် 8h နဲ့ minus 1နဲ့ရနောက်တဲ့ကံမှာ minus 8h ကြရပါတော့ဒါထဲမှာအပေါင်းကျသွားပြီးတော့ minus 8h လို့ရေးလိုက်ရပါပြီနောက်ကနမခဝေးပါနမခဝေးက minus 982က dy minus 2z square ကိုဝင်မြောက်မှာဖြစ်ပါတယ်အဲဒီ minus 982နဲ့ dy နဲ့မြောက်ဝင်အဲဒါ minus 982နဲ့ minus 2z square နဲ့မြောက်ပါမယ်နောက်တဲ့ကံမှာ minus 982နဲ့ plus 3y ကိုမြောက်တဲ့ကံမှာ4320ဆိုတော့ minus 27 h2y ဖြစ်ပါတယ်နောက်က -9 နဲ့ -2 နဲ့တူနေကြတဲ့အခါမှာ +18 ရပါတယ် hy z square ပေါ့နော်ဒါဆိုရင်အဖြေက -27 hy +city h2 z square ပဲဖြစ်ပါတယ်အဲ့ဒီကျေကိုနမခကားငယ်ကိုသတ်ပါမယ်နမခကားငယ်မှာကျတော့ 2a square 7y square ကို 5y နဲ့ကျုပ်မြတ်မှာဖြစ်ပါတယ်ဒါဆိုရင် 5y ရဲ့ 2a square နဲ့မြတ်မယ်ဒါက 5y နဲ့ -7y square မြတ်ပါမယ် ။နောက်ပြီးတဲ့အခါမှာ twist square နဲ့5 wire နဲ့ညတဲ့အခါမှာနော်ဒီမှာနှစ်နဲ့ငါးနဲ့ပြရတယ်10ရတယ်။အိတ်နဲ့တက်နဲ့အိတ်တက်နဲ့တော့အိတ်သုံးတက်ရပါတယ်။နောက်ကဒီတော့ wire တစ်လုံးနဲ့ပေါ့နော်။ဒီမှာ -7 နဲ့5နဲ့ညတဲ့အခါမှာအဲ -35 ရပြီးတော့ y square y နဲ့နှစ်ထက်နဲ့တစ်ထက်နဲ့ဆိုတော့ y သုံးထက်ရပါတယ်။အိတ်ကတော့တစ်ထက်နဲ့ပေါ့နော်။အဲဒီ10 h 2 y 35 8y 2ဆိုပြီးချိုးရပါမယ်။ကားငယ်ပြီးချိုးကားကြီးပါ။ ခါကြီးကဒီလို412 -7y² + 28 -9 ဆိုတော့ဒီနေ့မှရှိတဲ့ခဏလေးလို့ဟိုဒီ3နဲ့ဝင်မြောက်မယ်3နဲ့482နဲ့မြောက်မယ်ဒီလို412နဲ့မြောက်မယ်ဒါ3နဲ့ -7y² ညောက်မယ်38နဲ့ -2 ညောင်းမယ်38နဲ့38နဲ့ -9 နဲ့ညောင်းမယ်ဒီတစ်ချင်းညောင်းရပြီနရက်ကမှာ 4y2 နဲ့ 3h နဲ့နရက်ကမှာ3 4 3ညာ7 8ကတလုံးနဲ့ဆိုတော့ 8y2 ပေါ့နော်12 8y2 ရပါတယ် -7 နဲ့ platinum နဲ့မျှတဲ့ခါမှာ -21 ရရတယ်ပြီးတော့အိတ်ကတလုံးနဲ့ဆိုတော့ 8y square ဟုတ်က2နဲ့3နဲ့မျှတဲ့ခါမှာ2 3 6 68 square ရပါတယ် -9 နဲ့3နဲ့မျှတဲ့ခါမှာ -27 8ရတယ်နော်ဟုတ်ပြီဒါဆိုရင်28 28y square 21 8y square နော်အဲ့တော့အမျိုးတူကိန်းလုံးတွေမှာပါတယ်တချို့ဒီဇိုင်းမှာရေးထားပါမယ်နော်အဲ့ဒါနံပါတ်5ပါ နမန်ကမှာတော့ 7k 3 days ago ကို -8 နဲ့မြောက်မှာပါဒါပြင် -8 က 7k ကိုတခါမြောက်မယ် -8 က 3k ကိုတခါမြောက်မယ်အဲဒါ 7k နဲ့ -8 နဲ့မြောက်တဲ့အခါမှာ -940 နီးဆိုတော့ -42 8k 8ပေါ့နော်ဒါက -3 နဲ့ -8 နဲ့မြောက်တဲ့အခါမှာအဲ plus 18ရပြီးတော့8နှလုံးနဲ့8နှလုံးနဲ့ဆိုတော့8သုံးရပါတယ်ဒါဒါကြောင့်နမန်ကပါငါနမတ်စာလုံးမှာ ။နံပါတ်ဆောင်လောက minus 8m2 နဲ့ minus 12m minus 7m လို့ညမှာပါ။အရင်ကတော့ minus 8m2 နဲ့ minus 12m နဲ့ညောင်းမယ် minus 8m2 နဲ့ minus 7m နဲ့ညောင်းမယ်ညာဘက်ကမှာ minus နဲ့ minus ကို plus ပြသမယ်စနစ်ရှိလီကနော်စနစ်ရှိလီကျတို့ minus စနစ်ရှိလီက96ရပြီပေါ့နော် m2 နဲ့ m နဲ့ဆိုတော့ m 4တက်ပါအရင် minus 8နဲ့ minus 7ကြောင့်96တော့ plus minus minus ဆို plus ပြမှာတော့ လက်ဖီဂျီစစ် M2 နဲ့ N နဲ့ရတယ်ပေါ့နော်ဒီလိုမျိုးဖြေက96 M power 4 plus ဖီဂျီစစ် M2 အမောနော်ဒါကနံပါတ်စလေးမှာ 2b square r square နဲ့ 3b plus 2 minus 2r နဲ့မြောက်မှာပါဒါပြင် 2b square r square နဲ့ 3b နဲ့မြောက်မယ် 2b square r square နဲ့2နဲ့မြောက်မယ်ဒါက 2b square r square နဲ့ minus 2r နဲ့မြောက်မယ်နောက်တစ်ခါမှာဒီလို2နဲ့3နဲ့မြောက်တဲ့ခါမှာဆေးရတယ်ပြင်းထန်တဲ့ဗီဒီယိုထဲဆိုပြီးသုံးတတ်ရမယ် r square နောက်တစ်ခုကကြတော့အတိုင်းပဲ2က2ပဲပေါ့နော် p square r square 2နောက်တစ်ခုကကြစီတော့နှစ်နဲ့ minus 8နဲ့မျှတဲ့ခါမှာ minus 16ရရတယ်။ဒါက p square under နဲ့ under နဲ့ဆိုရင် r 3တက်ပေါ့နော်။အဲဒါရင်ကျတော့6 p 2 r square 2 p square 2 r square minus 16 p square r 2ရပါတယ်။စလိမ်မျိုးချုပ်ဇာခွဲပေါ့နော်။ဇာခွဲကနော် 7sttu နဲ့နောက်က st minus 4t minus 3un နဲ့မြတ်မှာပါ။ဒါတင် 7ATDU နဲ့ SD နဲ့မြောက်မယ် 7ATDU နဲ့ minus 4D မြောက်မယ် 7ATDU နဲ့ minus 3UN နဲ့မြောက်မယ်မြောက်ပြီးတဲ့အခါမှာကျလို့ရှေ့ရခွင်းပါဆိုရင်7ပဲပေါ့နော် S ကကြနှလုံးနဲ့တစ်လုံးဆိုသုံးလို့ရမယ် T ကကြနှလုံး U ကတစ်လုံးနောက်တစ်ခုမှလည်းအတိုင်းပဲ minus 4နဲ့7ဆိုတော့ minus 28ရမယ်နော်က square ပဲ t ကနှလုံးဖြစ်သွားတော့ t square u နောက်က -3 နဲ့7နဲ့ပြန်ကြတော့ -21 ရမယ် u ကနှလုံးဆိုတော့ u square ။နောက်က S ကတစ်လုံးနဲ့နှလုံးနဲ့ဆိုတော့သုံးလုံး T ကတစ်လုံးနဲ့ပေါ့နော်။အဲဒီအဖြေက7နော်7 at 2 d square u နဲ့အဲ -28 s square t square u နောက -21 u နဲ့က -21 at 2 t u square ပေါ့နော်။ဒါက u တလုံးနဲ့ u တလုံးနဲ့ဆိုရင် u နှလုံးဖြစ်မယ်။ဒါက t တလုံးနဲ့ d လုံးဆိုတော့ d နှလုံးဖြစ်မှာပေါ့နော်။အဲ့လိုမျိုးလေးတွက်ရတာပါ။ဒါကဇက်မြင့်စဲဇက်မြင့်စဲကကြတော့ -5 u v w နဲ့2 u square နဲ့မြောက်မယ်။ ။ဒါက minus 5 UW နဲ့ minus 3 V square နဲ့မြောက်မယ်။ minus 5 UW နဲ့ minus W နဲ့မြောက်မှာပါ။နောက်တစ်ခါမှာ minus 5နဲ့ W နဲ့မြောက်တဲ့ခါမှာ minus 10ရတယ်။ U ကတစ်လုံးနဲ့နှစ်လုံးဆိုတော့ U က၃လို့ရပါပဲ။ V နဲ့ W ကတော့တစ်လုံးစီပဲရှိလို့နော်။ဒါက minus 5နဲ့ minus 3နဲ့ဆိုတော့အလဲကောင်ကပေါ့နော်။အလဲကောင်က green green ဖြစ်တယ်။ minus 5နဲ့ minus 3မှာစင်အဲအပေါင်း15ရတယ်ပေါ့နော်။ U ကတစ်လုံးနဲ့ V ကတစ်လုံးနဲ့နှစ်လုံးနဲ့ဆိုတော့ V ၃လို့ရမယ်။ W ကတစ်လုံးနဲ့ တော့နောက်ဆုံး green token ကကြတော့ -5 နဲ့ရှိရ -1 နဲ့ဆိုတော့အဲ plus 5ရပဲမနော် zero ကတစ်လုံးပဲ v ကတစ်လုံးပဲ w ကတော့တစ်လုံးနဲ့နှလုံးဆိုတော့ vw ကသုံးလို့ရပါတယ်အတွင်းအဖြေက -10 u2 vw plus 15 u v2 w plus 5 u v w2 ဆိုရရပါတယ်တို့ကနံပါတ်ညပါနံပါတ်ညမှာ cn square t နဲ့ဆိုတော့ 4nd နဲ့မြောက်မယ် cn square t နဲ့ -3nd square နဲ့မြောက်မယ် CN squared D နဲ့ plan 4D2 နဲ့မျှဝေပါမယ်။နောက်တစ်ခါမှာနော်6နဲ့၄နဲ့မျှတာခြားလေး24 and that and and that ဆို and 3တဲ့ဒီနှလုံးဆိုတာဒီနှစ်ထက်ရပါတယ်။နော်အလကားကဂွေနှုတ်ကိုမျှတဲ့ခါမှာ6နဲ့ -3 နဲ့ဆိုတော့ -18 ရပါတယ်။ s squared နဲ့ and 3ဆိုတော့ and 2ရပြီးတော့ d net d squared ဆိုတော့ d2 ရပါတယ်။နောက်တစ်ခုက CN squared နဲ့နော် CN squared D နဲ့ 4D နဲ့မျှတဲ့ခါမှာ6နဲ့4နဲ့မျှတဲ့ခါမှာ24ရတယ်။ s squared က s squared ပဲ d တစ်လုံးနဲ့ဒီသုံးလုံးဆိုတော့ d ရေးလုံးရပါတယ်။ လို့အဖြေက24 and 2 d square minus 18 and 2 d cube plus 24 and square d4 ဆိုပြီးတော့အဖြေရပါတယ်။ဒါဆိုလို့ရှိရင်ဒီချိန်ကတော့တသမာ5ကနံပါတ်1လေးတော့ပြီးပါပြီ။စုံလိုက်ကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။